မင်္ဂလာပါညရှိကွာဆက်ဆောင်မနှုတ်ခွန်းစတာပါရယ်ဧပြီလ3ရက်2025ခုနှစ်ကြာတာရင်းနှစ်ငါမတီးရသည်အသက်ရှင်၍သာရပြားရမှုတော်ကိုကြားပြရအောင်မည်သာရပြားသည်ငါကိုချက်တိစွာဆုံးမတော်လဲတည်ခြင်း၌အတော်မူသည်128ခုမြောက်သောဇာလအခန်းငယ်19နှင့်ခေါင်းစဉ်ကအသက်ရှင်၍ပုံပြင်းသောနေရာသည်မှာ နေရထိုင်ရခက်ခဲပါသည်တန့်ကြွယ်သောလူအုပ်များနှင့်တန်နှုသူကလေးများအတွက်အနည်းရှိပါသည် ၍ရာတီဥတုကိုညီးတွား၍ဖန်ဆင်းရှင်ကိုပင်ပြည့်တင်တော်သူလည်းရှိပါသည်သို့တော်လည်းယုံကြည်သူဖြစ်သောအခါမှာတော့ပုံပြင်းသောနေရာတီကိုလည်းလက်ခံရမှာပါဤနည်းကိုလည်းသာရဖျားစီရင်တော်မူသောကြောင့်ယင်းဤဝမ်းမြောက်ရှင်လန်းကြမှာဖြစ်ပါ၏ဒီခါကတောင်ရစားတော့ရသောမျက်မမြင်ဒုခိတာတယောက်ရှိပါတည်းလမ်းဆုံလမ်းကွာမှနေ၍ထိုင်၍အုံထုတ်ကိုချကာနေပါ၏ပစံကတောင်ရသောအတံမပြူပါ ကန်တူဆက်ကူပြပေါ်မှာရေးထားသောစာက သူကိုစာတောင်းပေးပါသည် စာသားကမျက်မမြင်ဒုံခိတာဖြစ်သောကြောင့်တနာကြပါစုကျဲပေကတ်မှာဝင်ဖြစ်ပါသည်ထိုလန်းကိုမကြကနာဖြစ်သောသောပကြီးစရာတူမှစီနာစိတ်ကြီးမှသည်ဖြင့်ငွေစများကိုထက်ထည့်ပေးသောပါသည်ဒါရောက်စားတော့သူလဲဝဝလလီမရှိပါတနည်းမှာတော့ ကြီးဆရာကထဲနေကြပတ်စံကိုထည့်ပေးပြီးနောက်ဂန္ဓုစကုပေါ်မှာလည်းတစုံတရာပြင်၍ရေးပြီးလိုက်ပါသည်ဂန္ဓုဤနောက်ဘက်မှာအစာရေးပြီးလှည့်ထားပြီးမှထွက်သွားပါသည်ထိုနေ့မှာတော့များစွာသောစွန့်ကျင်းသည့်ငွေများကိုရသည်ဖြင့်တောင်းရစားသောသူမှဝမ်းသာအားရဖြစ်ခဲ့ပါသည် ပကြီးဆရာကြီးဘလူများရေးသွားတယ်လဲသိချင်လာပါပြီ နောက်တနေ့တွေပကြီးဆရာအမေပါသည်ဘလို့စာတန်းဖြစ်ပါတလဲပေါ့ပကြီးဆရာကဖြေပါ၏ဒီနေ့သည်အမတန်လှပ၍တာယာသောနေ့ဖြစ်ပါ၏သို့တော်လည်းဒိုလှပသောနေ့ကိုကျွန်တော်ကတော့မြင်တွေ့ခွင့်မရပါဝင်ဖြစ်ပါသည်ပူလောင်သောနေ့ဖြစ်ခဲ့လေဖျားခင်ဖန်ဆင်းသောနေ့ပါပဲစိတ်ညစ်ရသောနေ့ဖြစ်နေလေဖျားခင်ဖန်ဆင်းသောနေ့ပါပဲထိုနေ့ကိုမမြင်ရမတွေ့ရသောသူများပင်ရှိပါ၏သို့တော် ကျွန်တော်တို့ကတော့မြင်တွေ့ခွင့်ဝေစားခွင့်ရှိနေပါသေးသည် ကျွန်တော်တို့ကျမတို့ကိုဖျားခင်ကပူတော်သောရာသီဥတုနှင့်ကြက်တဲစွာဆုံးမတော်လဲအသက်ရှင်ခွင့်ကိုပြင်းနေသောအကြောင်းမှာဘုံတော်ထင်ရှားစေဖို့ရဖြစ်ကြောင်းကိုအောက်မေ့ကြပါစို့အားလုံးဖျားခင်ကောင်းပြပါစေ